ွယ်လွန်သွားခဲ့ပြီဖြစ်တဲ့မင်းသမီးလေးခင်ဆယ်ရဲ့အချစ်ဆုံးတငယ်ချင်းမင်းသမီးခင်ပိုရာတို့လေမယားကွန်ရှင်းတဲ့တဲ့ပရိသတ်ကြီးစပေါ်ကာရိုက်တာရဲ့လူသိများရင်မေးကာရိုက်တာရင်ရိုက်ကူးခဲ့တဲ့အချိန်ကမိခါဆောင်ခဲ့တဲ့သူမရဲ့ဆက်ဆံရေးကတော့ပြည့်စုံခဲ့ပါပြီနော်မင်းသမီးလေးခင်ပိုရာဟာသူမရဲ့လူပညာလန်းခီဟာမဖြောင့်ပြုတ်ခဲ့ပေမဲ့လည်းတပါးတူတယ်လို့စူးစမ်းမှုတွေကနှစ်ဆစူးစမ်းခဲ့ရပြီသူမရဲ့အောင်မြင်မှုတွေကလည်းခက်ခဲခဲနဲ့ရခဲ့တယ်လို့ဆိုရင်ဒုက္ခပါတော့မင်းသမီးလေးခင်ပိုရာဟာအသက်30ဖြစ်ပြီလေဖြစ်ပါတယ် ။သူမရဲ့ခင်မဖြစ်သူဒရိုက်တာဂျိုဘာရန်ဟာနန်းခွဲတဲ့ပြည်စဲကြောင့်ကိုလည်းဆိုရှယ်ထက်မှာကြီးညာခဲ့တာပါ။တော်တော်တော်ပြောနေကြတဲ့ပရိသတ်တွေကတော့ခြေမြင့်မရှိပဲဖောက်ပြန်မှုတွေနဲ့ကြုံခဲ့ရလို့လား။ဒါမှမဟုတ်မိမာရီကြောင့်လားဆိုတာမေးမြန်းနေကြပါရဲ့။ဒိုင်မလန်မင်းသမီးလေးခင်မိုရာဟာသူမရဲ့အေဂျင်စီကနေ Snow Company ကနေတရိန်မီဒီယာတချို့ကိုတွိတ်ဆုံပြီးတော့အတီလင်းကိုကြီးညာပေးခဲ့တာပါ။လန်ခွဲချင်းကြောင်းကိုအမှန်မပြောခဲ့ပေမဲ့လည်းမင်းသမီးလေးကင်မိုရာဟာသူမယောက်ျားနဲ့နှလုံးသဘောတူကြီးနေတဲ့နောက်ကွာရှင်းခဲ့ပြီးတော့ပိုင်ဆိုင်မှုတွေအတွက်လည်းရှင်းနေနေတဲ့တိုင်မီဒီယယ်လို့ဆိုပါတယ် စေတဝါရာမတိုက်ဆိုင်ကိုလည်းဆိုပြီးတော့ပြောနေခဲ့ပြီမယ်။တစ်ဖက်မှာတော့ဒရိုက်တာဂျိုဂူရာဟာကောင်မလင်းတယောက်နဲ့ကော်ဖီဆိုင်မှာမြင်းတချင်းဆိုင်ထိုင်နေတဲ့တဲ့င်းတွေထွက်ရှိခဲ့ပါရယ်။ဗီတမင်နဲ့ကင်မိုရာဟာဒါဟာဒရိုက်တာဂျိုဘာရင်နဲ့2024ခုနှစ်ကလက်ချက်ခဲ့ပြီးတော့ဒီနေ့ကျတော့သူရဲ့အင်တာရက်ကိုဘရိတ်ကလိုက်တာပဲဖြစ်ပါရယ်နော်။သူမတို့လည်းဦးအောင်စတိဖန်ရှောင်းဝမ်ဆက်ကောင်မှတည်ဥဆောင်ရင်းတဲ့အချိန်ဒီတစ်ခုထိကိုဆက်ဆံရည်ရှိခဲ့ပြီးသုံးနှစ်ကြာချစ်သူဖြစ်ခဲ့ရလဲဖြစ်ပါတယ်။အိလောင်သက်တစ်နှစ်အတွင်းမှာကွဲခွာရတဲ့အကြောင်းရင်းမှန်ကိုချမှတ်ပြခဲ့ပေမယ့်ပရိသတ်တွေကတော့သိချင်ကြဆဲဖြစ်ပါတယ်။ မင်းမင်းလေးခင်ပေါ်တိုင်းသူမရဲ့ခင်မွန်ဒရိုက်တာဂျိုဘာရန်တို့ဟာရက်တီစာတွက်မင်းဆိုရင်စတလဝင်းကျင်လေးတာတူနေထိုင်ခဲ့ကြတာပါတောင်းနေတာတန်ရုံးစင်နဲ့ခန်းသားဆောင်လက်ထက်ခဲ့ပြီးအခုခံမှာတော့တန်ရုံးစင်လက်ချက်လေးတော့မရှိကြတော့ဘဲအပိဒါလန်ခွဲသွားကြတာဖြစ်ပါရင်မင်းမင်းလေးခင်ပေါ်တာကတော့သူမလန်ခွဲပြီးလည်းလှုပ်ရှားရှိရတဲ့ကိုလှုပ်ဆောင်နေပြီးဂျေဂျူ International Flame Festival ကိုတက်ရောက်ခဲ့ပြီးတော့တငယ်ချင်းဖြစ်သူနဲ့ပျော်ရွှင်စွာအရေးတောက်နေရလည်းဖြစ်ပါရင်သမားရဲ့လောက်ကောက်ကိုင်မတွေနဲ့ professional ကြအရင်မောင်းခင်ပြီးတော့ပစာပြုံးနေတဲ့ရင်ဝင်းတွေကိုလည်း ကိုရီးယားနတ်ဒဆန်တွေကတွေ့မြင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့သူမရဲ့ social ထက်မှာလဲ we are happiness ဆိုတဲ့စကားနဲ့တူသူမပြုံးရည်တွေရဲ့ပုံလေးတစ်ခွာတင်ခဲ့ပါသေးတယ်။ဒီဆောင်တင်ကြခင်ပရိသတ်တွေကကင်မိုရာစီကိုပို့ပြီးတော့အာယုံဆိုင်လာခဲ့ပြီးကောင်းမလေးအသေးကွဲနေရလောက်ဆိုပြီးတော့ comment တိုင်းမှာ one day စိတ်မကောင်းဖြစ်ကြကြောင်းနှစ်သိမ့်ခဲ့ကြတာပါ။မင်းသမီးလေးကင်မိုရာဟာ2005ခုနှစ်ခရဲကအနုပညာလမ်းစားပေါ်မှာရှိနေခဲ့ပြီးတော့ကလေးတယောက်ဆောင်ဖြစ်နေရည်တည်လာခဲ့တာဖြစ်ပါတယ် အလန်သူမကငငယ်ကလေးကပရိသတ်ခိုင်မှာရှိပြီးလားလူချင်းလူခင်ပေါ်ရင်မသိတဲ့သူမရှိတော့ကိုကြောက်ကြားနေပါရင်ငငယ်ကလေးကထူးချွန်တဲ့သူမဟာအဝိုင်းရဲ့အလက်ပြောင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးတော့စီးပွားရေးတွေကြာဆင်းနေကြောင်းလည်းပြောပြနေပါရင်သူမကိုကတင်ပေးခဲ့တာကလူပညာဆက်လက်တွေမှာ support role နဲ့ dance role မှာတရုပ်ဆောင်မှုကန်လိုက်နေတဲ့ TVN entertainment ကြောင်းလည်းဆိုထားပါတယ်သူမခင်မောဖြစ်သူနဲ့ဆက်လက်တွေများစွာကိုတွဲဖက်ရိုက်ကူးခဲ့ပြီးလူသိများတဲ့သူမရဲ့ series တွေကတော့ vibration နဲ့ ကန်ဆိုတဲ့ဇလန်ရွက်တွေပဲဖြစ်ပါတယ်။ကွဲလို့သွားခဲ့တဲ့မင်းသမီးလေးခင်မော်ရောရဲ့ရေတကင်းချင်းဖြစ်တဲ့သူမရဲ့အိမ်တော်ရဲ့ breakup တင်းကြတော့တောင်ကိုရီးယားပြည်သက်တွေဖွဲ့ဆူခဲ့ကြတာပါ။ဒီတော့မင်းသမီးကြီးခင်မော်ရောရဲ့သူမခင်မော်တို့ကွာရှိခဲ့တဲ့အကြောင်းပေါ်မှာစွန့်ချုံလေးတွေပြောခဲ့ကြပါအောင်နော်။